ပထမဆုံးသတင်းကတော့အရက်သားတွေကိုဘုံကျဲတိုက်ခိုက်တဲ့သတင်းပါ။တန်အမျိုးသားလူမျိုးရင်တက်မတော် TNL ထိချုပ်ထားတဲ့ဒေသတွေထဲစစ်ကောင်မရှင်တက်ရဲ့လေကြောင်းနဲ့ drone တိုက်ခိုက်မှုတွေကြောင့်ဒီလထဲမှာအရက်သား49ယောက်သေဆုံးခဲ့ပါတယ်။အော်တိုဘာ၃ရက်နေ့ကနေ၂၆ရက်နေ့အထိအရက်သားထိခိုက်တိုက်ဆုံမှုစံချိန်တွေမြင့်တက်လာပါတယ် စုစုပေါင်းတန်ဃာရုံနဲ့ကလင်းငယ်တွေအပါအဝင်အယက်သား49ယောက်တေဆုပ်ခဲ့ပြီးတော့83ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ TNN လေကသတင်းထုတ်ပြန်ထားပါတယ်နောက်ဆုံးဖြစ်ခဲ့တဲ့တိုက်ခိုက်မှုကတော့နမ်တူမြို့နယ်မန်လီရွာနဲ့မိုးမိတ်မြို့ကမကြီးပင်ရွာတို့ဖြစ်တယ်လို့ဆိုရမှာပါ။အော်တိုဘာလ25ရက်နေ့နဲ့29ရက်နေ့တို့မှာတိုက်ခိုက်ခံခဲ့ရတာပါ။ နမ်တူကိုရောစစ်ကော်မရှင်တပ်ကဒရုန်းအသုံးပြုပြီးဘုံငါးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့မိုးမိတ်ကိုရောလီချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နေအိမ်တလုံးမိလောက်ပြည့်စည်သွားခဲ့ရပြီးရွာသူရွာသားတွေလည်းဘေးလွရာထွက်ပြေးတိမ်းရှောက်ခဲ့ကြရပါတယ်။စစ်ကော်မရှင်တပ်ဟာဒီလအတွင်းတအံ့သက်ထိချုပ်နေမည်ဖြစ်တဲ့နမ်တူမန်တုံနမ်ဆန်တီဘောမူကုတ်မူမိတ်စားတဲ့မြို့နယ်တွေထဲလေကြောင်းနဲ့ဗုဒ္ဓဲတိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်ခဲ့ပါတယ်။ TNL ကထုတ်ပြန်တဲ့စည်ရင်အရာဒီတိုက်ခိုက်မှုတွေကြောင့်နေအိမ်193လုံးစာတင်ကျောင်း9ကျောင်းဖုန်းကြီးကျောင်း9ကျောင်းဘုံစားထိမဲ့ပျက်စီးခဲ့ရပါတယ်အခုလိုအရက်သားပြိမဲ့တွေပေါ်လေကျောင်း drone နဲ့လက်နက်ကြီးတွေအသုံးပြုပြီးတိုက်ခိုက်နေတာဟာစစ်ရဲစိုးမှုကျူးလွန်နေတာဖြစ်တယ်လို့နိုင်ငံရေးလေလာသူတွေကထောက်ပြနေပါတယ် ကချင်လူလက်ရေးအဖွဲ့ KIO KIA ကထိချုပ်ထားတဲ့မြန်မာတရုတ်နယ်စပ်ဂိတ်အားလုံးကိုတရုတ်အာဏာပိုင်တွေနဲ့ညှိနှိုင်းပြီးပြန်ဖွင့်လိုက်ပြီးဖြစ်ပါတယ်။ပြန်ဖွင့်လင်းလိုက်တဲ့ဂိတ်တွေကတော့လွယ်ကျဲ၊လိုက်စာ၊မိုက်ကြာရန်၊ကပန်တီ၊မန်စီ၊ပန်ဝါနဲ့ဖီမော်စားတဲ့ဂိတ်တွေဖြစ်ပြီးအော်တိုဗာလာ24ရက်နေ့ညပိုင်းကစပြီးဖွင့်လိုက်တယ်လို့ KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ ဒီလိုပြန်ဖွင့်တာဟာဒေသခံပြည်သူတွေအတွက်အဓိကလိုအပ်တဲ့စားသောက်ကုန်ပစ္စည်းတွေကိုတရုတ်ဘက်ကနေတင်သွင်းဖို့နဲ့မြန်မာဘက်ကငပြောအပါဝင်သီးနှံတွေပြန်တင်ပို့နိုင်ဖို့ရည်ရွယ်တယ်လို့လိုက်စားဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ က်ရှိမှာဂိတ်၃ခုကလူအဝင်ထက်နဲ့ကုန်စည်တည်ဆောင်မှုတွေစနေပြီဖြစ်ပေမဲ့မြန်မာဖက်ချန်ကနေဆက်ဖြတ်ကျော်လူသူတွေအတွက်လိုအပ်တဲ့နေဆက်ဖြတ်ကျော်ခွင့်အထောက်အထား border pass ကိစ္စတွေကိုတော့နှစ်ဖက်ဆက်လက်ညှိနှိုင်းနေဆဲဖြစ်တယ်လို့သိရပါဗျာ။ ရခိုင်အရေးနဲ့ပတ်သက်ပြီးလူ့အခွင့်အရေးဆိုင်ရာထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့တဲ့45 Rights အဖွဲ့အပေါ်ရခိုင်အမျိုးသားအဖွဲ့ချုပ် ULAAA ကပြပြင်းထန်ထန်ကန့်ကွက်လိုက်ပါတယ်45 rice ရဲ့လှုပ်ဆောင်ချက်တွေဟာဘဲလိုက်မှုတွေရှိနေပြီးရခိုင်ပြည်သူတွေရဲ့ဘေးကင်းလုံခြုံမှုကိုပါထိခိုက်စေနိုင်တယ်လို့ ULAAA ကစွပ်စွဲလိုက်ပါတယ် ULEE ကအော်တိုဗာလာ25ရက်နေ့မှာထုတ်ပြန်တဲ့ကံကွက်စာမှာ45 rice အဖွဲ့ကိုသူတို့ ထောက်ခံအားပေးနေတဲ့အကြမ်းဖက်အဖွဲ့အစည်းတွေ၊ကူညီထောက်ပံ့နေတဲ့အဖွဲ့အစည်းတွေကိုဖော်ထုတ်ချိပနေတဲ့အဖွဲ့ဖြစ်တယ်လို့ဆွဆွဲထားပါတယ်။ Fortify Rights အဖွဲ့ရဲ့လောက်ရက်တွေဟာလူအခွင့်အရေးတရားမျှတမှုနဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်နေပါတယ်ဆိုတော့ရခိုင်ပြည်သူတွေကိုအကာအကွယ်မပေးနိုင်ပဲအဲ့ဒီရည်မှန်းချက်တွေကိုပါစန့်ကျင်ဖျက်ဆီးနေတယ်လို့ ULEAA ကဝေဖန်ပါတယ်ဒါအပြင် ULAAA ကမြန်မာနိုင်ငံထဲကတိုင်းရင်းသားဘာသာရေးနဲ့ဒေသဆိုင်ရာပဏိပက္ခတွေကိုပို့ပြီးပြင်းထန်လာစေဖို့45 rights အဖွဲ့ကရည်ရွယ်ချက်ရှိရှိလှုံ့ဆော်နေတယ်လို့လည်းပြည်တွင်ဝင်ဖန်ထားပါတယ်။ ဒါကြောင့် ULAAA က45 rice အဖွဲ့အနေနဲ့သူတို့ရဲ့ရည်တည်ချက်ကိုပြန်လည်သုံးသပ်ပြီးရခိုင်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုချိတ်ချောက်နေတဲ့ဗလိုက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့အခိုင်အမာတောင်းဆိုလိုက်ပါတယ်။2025ခုနှစ်အထွေထွေရေကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးကာလကိုဒီကနေ့အော်တိုဘာလ28ရက်နေ့မှာစတင်လိုက်ပြီဖြစ်တယ်လို့ရေကောက်ပွဲကော်မရှင် UEC ကတယုံဝင်ကြေညာလိုက်ပါတယ် UEC ကတော့ပါတီကိုယ်စားလှယ်လားတွေအနေနဲ့သူတို့ရဲ့မူဝါဒတွေနဲ့ကတိကဝတ်တွေကိုလိုက်လံစည်းရုံးဟောပြောခွင့်ပိုစတာတွေစိုက်တူခွင့်တွေရပြီလို့ပြောပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲဥပဒေကိုတော့တိတိကျကျလိုက်နာရမယ်လို့တတိပေးထားပါတယ်။ အထွေထွေသပိတ်ပေါင်းစည်းညနိုင်အင်အားစု GSCB ကတော့စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲရဲ့မွဲဆွယ်စည်းရုံးရေးကာလကိုသပိတ်မောက်ဆန့်ကျင်ရေးကာလအဖြစ်သတ်မှတ်ကြောင်းထုတ်ပြန်ကြေညာလိုက်ပါတယ်လက်ရှိအခြေအနေကိုကြည့်မယ်ဆိုရင်မြို့နယ်ပေါင်းရိအများကြီးမှာစီရီပဏိပခရိပြင်းထန်နေသေးပါဒါကြောင့်နိုင်ငံရေးပါတီအများစုဟာမြေပြင်မှာလူထုစည်းရုံးမှုကြီးတွေလုံနိုင်ခြင်းမရှိသေးပဲအွန်လိုင်းနဲ့ဒေတာအလိုက်သေးငယ်တဲ့လှုပ်ရှားမှုတွေနဲ့ပဲစတင်နေရတာကိုတွေ့ရပါတယ် ဒါအပြင်အတိကစွေးစရာကတော့စစ်ပေးလျှောက်ဥယျာဉ်တွေတအားများနေတာနဲ့တော်လရင်အင်အားစုတွေထိ ंछ ုပ်ထားတဲ့ဒေသတွေမှာရွေးကောက်ပွဲကိုလွလွလပ်လပ်လုပ်နိုင်မဲ့အခြေအနေလုံးဝမရှိတာပဲဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လရင်အင်အားစုတွေကတော့စစ်ကွန်မရှင်ရဲ့ရွေးကောက်ပွဲကိုပြပြတ်တသားကန့်ကွက်ထားပါတယ်။ ဒီရွေးကောက်ပွဲဟာစစ်အာဏာရှင်တပ်ဆိုးရှေ့ဖို့အတွက်လုပ်တဲ့အယောင်ပြပွဲတက်တက်ပဲလို့ရွေးကောက်ပွဲစောက်ကြည့်သူတွေနဲ့နိုင်ငံရေးလှိလာတုံးသက်သူတွေကပြောပါရယ်